ရောက်ရည်ရရတော့ချမ်းသာကြောက်စစ်သမားပုံမျိုးကြာဘူးကြာမိတယ်ဒီကြောက်စစ်သမားတယောက်ဒီစောင်းနဲ့တူကိုအသုံးပြုပါကြောက်တောင်ကြောက်ဆိုင်ကြီးများကိုဖြူချ၍ကြောက်ထုတ်လုပ်ခြင်းလုပ်ကိုလုပ်သည်သူသည်ကြောက်စစ်လုံငါနိုင်မပြောပါသူရေလုံသည်နှုတ်သည်ဟုသည်လူအများ၏ တိဖတ်ပြုမှု အထင်ကြီးမှုကိုမရဟုမြင်သည် အတ္တဤလိုရင်းဆန္ဒကိုဖြည့်စည်းမပေးနိုင်တော့လောဟုယူဆသည်ကောင်းရင်တွင် နေမင်းကြီးသည်ထိန်ထိန်ကြီးလျက်တလောကလုံးကိုအုပ်ဆိုးထားသည်တစ်ပင်ပန်းမင်များနှင့်တသိတော်ဝါများသည် နေမင်းအပူနှင့်အလင်းရောင်ကိုအားထား၍ဆင်သင်ရသည် နေအောင်ညီမဗီတာမင်ကိုရယူပြီးအသက်ဆက်သည်ကျောက်စစ်သမားသည်နေမင်းအားအလွန်အမင်းအထင်ကြီးတော်သည်သူလဲလောကကိုဩဇာညောင်းလို့သည်ထို့ကြောင့်ကျောက်စစ်သားဘဝမှာနေမင်းဖြစ်အောင်ဆုတောင်းသည်ဆုတောင်းသည့်အတိုင်းကျောက်စစ်သမားဖြစ်မှာနေမင်းဖြစ်သူရောက်သွားသည် ူဤဆန္ဒပြေဝသွား၏ကျော်ရှင်နေနေဤအစွမ်းဖြင့်အပူချိန်ထုတ်လို့နေရသည်ကိုသူကိုယ်သူအကျဉ်းတကြီးကျဉ်းတတ်လျက်ကျဉ်းတတ်မှုကကြာရှည်မကန်နေရောင်ကြီးထိုးပေါက်ယူမရနိုင်သောနေရာကိုတွေ့ရသည်ဖြင့်သူကိုယ်သူစိတ်ပြတ်သွားသည်တိမ်ဆိုင်တိမ်ဒူးတွေကသူ့ကိုကာစီထား၍ဖြစ်သည်ဟွန်း ဒါဆိုနေမင်းကအင်းအားကြီးဆုံးမဟုတ်ဘူးပေါ့နေမင်းထက်ဒိဇိုင်တွေကပိုအင်းအားကြီးနေပါလားတိန်တုကြီးရောငားရဲ့အလင်းအောင်မထိုးပေါက်နိုင်ပါလားနေမင်းဖြစ်ရသည်ကိုမနှင်းမျိုးတော့နေမင်းထက်အင်းအားကြီးသောတိန်ဆောင်တိန်ရောဖြစ်ချင်လာသည်တိန်ဆိုင်တိန်ရောဖြစ်ပါသည်ဟုနေမင်းစုတောင်းလိုက်သည် တောင်းသီးစုပြည်လီပြီတိမ်ဒုသည်ကောင်းဝင်တခွင်ကိုနေရာပြေးလိုက်ဒီနေရာလွင့်လိုက်နဲ့အပျော်ကြီးပျော်နေပြန်တော့သည်ထိုအပျော်သည်လည်းကြာရှိမခံသူကတနေရာပြင်းပြီးလှုပ်လိုက်ပြေးမရပဲတခြားနေရာလွင့်သွားလိုက်နဲ့ဖြစ်နေသည်လေဒူးကသူ့ကိုတွန်းလှုပ်နေဖြစ်သည်ဟာ တိမ်တိုင်ဖြစ်ရင်ငါပြောရပြီထင်တာတိမ်ဆိုင်နဲ့လေထုကပိုအင်အားကြီးနေပါလားတိမ်ထုကလေထုကို မတွန်းလှန်နိုင်ပါလားသူဤလူရင်ဆန္ဒသည်လေထုဖြစ်သွားပြန်သည်ဆုတောင်းကိုပြောင်း၏လေထုဖြစ်ပါစေဖြစ်စေဤသို့ဖြင့်လောကပေါ်ဩဇာလွှမ်းမှုကြိုးစားပြန်သည် သူဤအစွမ်းဖြင့် လေးပြင်းလေးညင်းဖြင့်တိုက်ခတ်တိုက်ခတ်လိုက်လေးပြင်းမှုန်နိုင်မင်းဖန်တီးလိုက်ဖြင့်အမျိုးမျိုးခြေလေပြသည်တိပင်းအိုးအိမ်ကြီးငယ်များကိုသူ့လက်အောက်ပြားပြားဝှစ်စီခဲ့သည်သို့သောသူဖြိုးဖြဲ့၍မရသောအရာတစ်ခုကိုတွေးလိုက်ရသည်ထိုအရာကကြောက်ဆောင်ကြီးဖြစ်သည်ဟာလေဒူးတဲ့ကြောက်ဆောင်က 三 twenty 瓦啦，那招商引资得高吧呗？李杜嘛招商引资都要四大片的，给拆迁的嘞，拆迁的老单身寡户，就我个招商的，来摆嘞看妹妹儿漂亮女了的，到到到到到到。 ခမ္မိတ်မင်းကြီးပြုံးနေတော့ကြောက်ဆောင်သည်ပိုက်ထားသောလက်ကိုအလန့်တကြားပြုတ်ကတောင်းတောင်းနဲ့အတန်ထွက်နေသောအောက်ကိုငုံကြည့်လိုက်သည်အလိုကြောက်စစ်သမားတယောက်စောက်တစ်ချောင်းတူတယ်လည်းနဲ့ငါ့ကိုဖြိုချနေပါရော့လားကြောက်ဆောင်ဤနောက်ဆုံးအလိုဆန္ဒကကြောက်စစ်သမားအဖြစ်သူသာနဲ့ ธรรมสัจจะတွင်พยาศีงาทุกข์ติสสาကိုဟောရတွင်ยันปิสสนัลบันติตัมมิทุกข์อัจฉิอโลชิยาကိုမရဖို့တို့မရခြင်းသည်ဆင်းရဲဤဟူဟောသည်အလိုရှိရာကိုမရခြင်းသည်ဆင်းရဲဟုဆိုလျှင်အလိုရှိရာကိုရခြင်းသည်ချမ်းသာဟုဆိုနိုင်ပါသည်သို့သောကျွန်ုပ်တို့ဤအလိုရှိရာသည်က အတိုင်းတာအကန့်သက်ရှိပါ၏လို့ဤမြလောက်ရလျင်တော်ပါပြီဤပစ္စည်းမျိုးပိုင်ဆိုင်ရလျင်ကျင့်တတ်ပါပြီဟု သဘောထားကမိမိအလိုဆန္ဒကိုရပ်တန့်၍နောက်ထပ်တောင်းတမှုများ မရှိအောင်နေနိုင်ကြပါသလားထို့ပြင်ကျွန်ုပ်တို့အလိုရှိသော အရာတိုင်းကိုလည်းအလိုရှိသလိုအမြဲတမ်းရရှိနေပါ၏လို့ ချို့အရာများသည်ကျွန်ုပ်တို့အတွက်အလိုက်သည့်အလားလျားသည့်ဖြစ်တည်လာသကဲ့သို့အချို့အရာများသည်ကမျောလင့်မထားသောကစင်ကလျာချီနင်းနိုးနှင့်လည်းရင်ဆိုင်ရရန်သည်ဘဝဆိုတာကြီးကိုအလိုအလုံးပြည့်စုံလျက်အစင်ပြီးချောမွေစွာပြတ်တန်းနေသူဟူ၍မရှိနိုင်ပိုင်ဆိုင်မှုများ ဆုံးရှုံးမှုများကြာကြာဆုံးမသွားပဲအောင်မြင်စွာရုန်းကန်လှုပ်ရှားခဲ့သူသာရှိနိုင်ပါသည်ကျွန်ုပ်တို့၏လူရင်းဆန္ဒများနဲ့တထထဲကြအောင်ဘဝကိုတည်ဆောက်ရင်မရနိုင် အလိုရှိရာများနဲ့သာ ပြည့်စုံနေမည်ဆိုပါလျင်ဖရာရှင်ကဒုက္ခသစ္စာကိုဟောတော်မူမည်မဟုတ်ထို့သို့ရုန်းကန်ရတွင် လိုအင်ဆန္ဒများကိုထိန်းကွက်နိုင်မှနေပျော်သောဘဝဖြစ်ပြီလေအလိုဆန္ဒများနောက်အတော်မတတ်နိုင်မဲလိုက်ပါနေပါကမိမိကိုယ်တိုင်းမလေးမငိမ့်ညာရုံများမကမိမိပဝင်းဉင်မှာစူဂျူများကြုံနိုင်ပါသည်ညာတာမှုမရှိသောလိုရင်းဆန္ဒများကြောင့်လူပေါင်းလောကစူပွက်လှုပ်ခတ်နေရခြင်းဖြစ်သည် လူချင်းလောဘသည်လင်းမရှိကြလာ၏လူအင်းဆန္ဒတစ်ခုပြည့်လျင်နောက်တစ်ခုကိုတောင်းတသည်ထိုတစ်ခုပြည့်ပြန်လျင်လည်းနောက်တစ်ခုကိုတန်းတာပြန်သည်လူအင်းဆန္ဒမဆုံးပြီးဒုက္ခလည်းဆုံးမည်မဟုတ်ချေလောဘဆန္ဒအာကြီးလာလေတကူကောင်းတွေးများဝင်ပြီးမိမိလူချင်းနာရမည်ဆိုရင်ဘာနှဖူးလဲတိုက်တူးရဲသည် မိမိပိုင်ဆိုင်မှုဖြင့်မရောက်ရဲနိုင်ကြသည်ဖြစ်၍အင်အားကြီးသူကအင်အားနည်းသူကို နိုင်စရန်တော်ရိုင်းဥပဒေကိုကျင့်သုံးခြင်းသည်ပင် လူရင်ကျေးမှုတစ်ခုဖြစ်ရောက်လာသည်လက်နေရှိသူကလက်နေအာကိုဖြင့်တပါးသူဥစ္စာကိုသိမ့်ပိုက်သည်အာနာရှိသူကအာနာအာကိုဖြင့်အာနွယ်သူကိုပြင်း၍သူပိုင်ပစ္စည်းကိုအနိုင်ကျင့်သည် ဤသို့ဖြင့်နိုင်ငံအချင်းချင်းထိဩသောလှမ်းမှုမူရရန်လက်နှင့်အပြိုင်ဆိုင်တည်ထွင်ကြသည်လောဘအရင်ခံ၍ဒေါသမာနမာနများပေါက်ပွားကကဘာစစ်ဆိုတာဒီဖြစ်ခဲ့ရသည်ဘလောက်ဖြစ်ဖြစ်မပြည့်ပဲအမြဲတမ်းဆာလောင်နေခြင်းသည်တဏှာဖြစ်သည်ချမ်းသာမိထွေရှာဖွေဖြစ်လေ စင်ရတာစင်ရတာလေပြည်လာလေဖြစ်သည်တဏှာဤအလိုလိုက်ကအပြိုင်ဆိုင်တည်တင်တားကြတော့လက်နဲ့ဆံများဤအန္တရာယ်တီးထွင်သူလူသားများပင်အထိတ်တလန့်ဖြစ်ရပြီထိုလက်နဲ့ဆံများကိုအသုံးမပြုရန်အပူတပြင်ကြိုးစားရပြန်သည်လူသားတို့အကျိုးအတွက်တည်ထွင်ခဲ့သောဒိုင်နမိုက်သည်လူသားအကျိုးထက် လူသားလက်နဲ့ဖြင့်ရောက်ရှိတော်သောအခါတီထွင်သူနိုးပန်းအလွန်ပင်နောင်လာရသည်မြတ်စွာဘုရားရှင်ကတန်တုဋ္ဌိပရမန္တနရောင်ရဲခြင်းသည်ချမ်းသာဖြစ်သည်ဟုဟောသည်လူချင်းတောင်းတခြင်းသည်ချမ်းသာကြောင်းမဟုတ်ဆင်းရဲကြောင်းသာဖြစ်သည်ဟုဘုရားဟောသည်ရောင်ရဲခြင်းကိုချမ်းသာဟုဆိုရတယ် မရှာဖွေရဟုမဆိုလို့ယဟန်ဆိုလင်းယဟန်အလျောက်လူဆိုလင်းလူအလျောက်လိုအပ်တော်အရာကိုတရားသဖြင့်ရှာဖွေရမည်ဖြစ်သည်တရားသဖြင့်ရှာဖွေခြင်းကိုမြတ်စွာဘုရားမငင်းပဲလောကီချမ်းသာကြီးဝါးကြောင်းကိုမြတ်စွာဘုရားလက်ခံပါသည်လူဝိကြောင်များအတွက်ဆိုလင်းတရားသဖြင့်စီးစဉ်ဥစ္စာရှာဖွေခြင်းကြောင့် ရရှိသော ချမ်းသာ၄မျိုးကိုပဲဟောထားသည်အတ္တိဒုက္ခတရားနှင့်ညီရှာဖွေ၍မိမိတွင်စီးစိမ်ဥစ္စာပြည့်စုံနေလေနောင်ရေးအတွက်မပူပင်ရသဖြင့်ချမ်းသာ၏ဘောဂဒုက္ခဆွေမျိုးသားများတို့ဟာကြီးစုထောက်ပံ့ရသဖြင့်ချမ်းသာ၏အနန္တဒုက္ခ ကျွေးမီကင်းရှင်းသည်ဖြင့်ချမ်းသာ၏အနာဝိဇဒုက္ခအပြစ်ကင်းစွာရရှိသည့်စီးပွားဖြစ်၍သီလလုံသည့်အတွက်လည်းချမ်းသာ၏ဟုဟောတော်မူသည်မိမိတို့၏ရှာဖွေခြင်းသည်လောကနှင့်ဆက်ဆက်နေ၍လောကအကျိုးကိုမထိခိုက်စေရမိမိလောဘပြည့်ရန်အတွက်လောကကိုမစည်းခြင်းသည်ရောင်ရဲခြင်းဖြစ်သည် တရားနဲ့ညီရှာဖူးကြီးမင်းရရှိမှုပေါ့ကျေနပ်ခြင်းသည်ရောင်ရဲခြင်းဖြစ်သည်ဟုဆိုလိုပါသည်မေတ္တာတုတ်တွင်မေတ္တာပွားမိသူရှိရဤချင်းများတဏှုတ်တကရောင်ရဲလေသူမိမိပိုင်ပစ္စည်းပြီးကျေနပ်သူဖြစ်ရမည်ဟု အချက်ပါသည်ကိုခြင်းစာမေတ္တာတရားရှိသူဤစီးပွားရှာမှုသည် အတ္တပရမြတ်စွာကြည်သည်ကုံထုတ်လို့ရစီဝါရှာရရမိမိထုတ်ကုန်ကြောင့်လူလောကဘေးမဖြစ်เสียရစားသုံးသူအကျိုးကိုရှေးရှုသည်ကုံပစ္စည်းပေါ်တွင်မေတ္တာတရားပေါင်းထည့်ခြင်းဖြင့်စိတ်လက်ချမ်းသာသောစီဝါရှာမှုပြုသည်လမ်းဘေးမွေငါရောင်းတို့ပြီဖြစ်သည်မေတ္တာတရားကိုရောနောချက်ပြုတ်၍ ါရမီကုသူဖြစ်သည်တရားသဖြင့်ကြိုးစားစီးပွားရှာဖွေ၍ရရှိသောပိုင်ဆိုင်မှုပေါ်ကျင့်တတ်သည်မတရားနည်းဖြင့်မတရားချမ်းသာအောင်မလုပ်ဖို့သူကိုရောင်ရဲသည်ဟုဆိုပါသည်လိုအပ်ချက်လည်းရှိလိုခြင်းဆန္ဒလည်းရှိပါလေလုံလဝရိယထုတ်ရှာဖွေမှုပြုသူတဏှုတ်တကဟုမဆို ကောတစ္စပကတိကငပြင်းဟူတာဆိုရသည်ရောင်ရဲခြင်းမရှိသူသည်လောကပေါ်မေတ္တာပြတ်နေသည်ဖြစ်သည်ရောင်ရဲခြင်း မရှိသူ၏လောဘသည်မြတ်တသောတမလောဘမဖြစ်နိုင်တော့မိမိ၏ပိုင်ဆိုင်မှုနှင့်မကျင့်တတ်သောအခါသူတစ်ပါး၏ပိုင်ဆိုင်မှုကိုပါတမလာသောအဘိဇာတရားဝိသမလောဘဖြစ်လာသည် ဥဇနီးကုတ်ခင်ပေါ်နဲ့မတင်းနိုင်၍တဘာသူဤသားမယာသားဖြူသမီးဖြူများပေါ်ကျူးလွန်ခြင်းလူမောင်ခုကူခြင်းယာတိဥရုပြည့်၍တော်အများဒုက္ခပင်လေဝေအောင်သည့်တစ်တော်များပြုံးတိအောင်ခုတ်ခြင်းဘသူတည်သေးငတိမဟင်ပြီးရောသဘောထားကစီဝါတူများထုတ်လို့ရောင်းချခြင်းကိုယ်နိုင်ငံဤတယံဇာတာနှင့်မကျင့်တတ်ဘဲ အခြားနိုင်ငံတရားဇာတများကိုလက်နဲ့အာကိုနိုင်ငံရေးဩဇာအာကို၍မတရားသဖြင့်လူချင်းချင်းများစသည့်ဝိသမျလောဘကြီးပြယုံများကများပြားလွန်လာသည်မတရားဤဖြင့်ရှာဖို့ရရရှိသောပစ္စည်းဥစ္စာကိုစိတ်ဆန့်စိတ်တန်တန်ဖြင့်ကံစားနိုင်ကြပါလော့ မိမိလူကျင်သောအရာကိုရရှိပါတော့လဲအမှန်တကယ်ပျော်ရွှင်ခြင်းနဲ့မူရနိုင်မည်မတင်ပါလူတို့၏ချိန်စားကိုနေ့စဉ်ကြုံရပါလေအဘယ်သို့ပျော်နိုင်မည်နည်းသူတို့ဘာပစ္စည်းကိုမတရားသိမ့်ပိုက်ခဲ့၍ငါပစ္စည်းကိုလည်းဘယ်တော့လာသိမ့်မလဲဟုရင်ထိတ်နေရပါလိမ့်မည်အလိုကြီးခြင်းရောင်ရဲမှုမရှိရင်ကြောင့်ဥစ္စာရှိပါတော့လဲစီးစိမ်ရှိမည်မတင် ကာမနိဒာဇတ်တွင်ဗေမဏမင်းသည်အလွန်လောဘကြီးသူဖြစ်သည်မိမိပိုင်ဆိုင်သောဝိထုကာမကိလေသာကာမတို့နှင့်မယားယွင်းနိုင်ဖြစ်သည်ဗေမဏဘင်းကိုပညာပြည့်စင်သောတရားမင်းကပုံနာအယောင်ဆောင်၍စင်မြင်ရွှေငွေရနာဥစ္စာတို့နှင့်ပြည့်စုံသောတိုင်းပြည်သုံးခုရှိသည်အနေငယ်များသောစစ်အင်အားဖြင့်တိုက်ယူ၍ရသည် ဖို့သုံးနိုင်ငံယူဆောင်ပေးရန်ကျွန်ုပ်လာခဲ့ပါသည်ဟုပြမဏ္ဍမင်းကိုရှောက်တယ်လောဘမိုင်းဝနေသောပြမဏ္ဍမင်းသည်ပုံနာဤရှောက်တင်ချက်ကိုယုံကြည်ကမနှက်ဖြံမင်းချီတက်သိမ့်ပိုက်မည်ဟုမေး၍ပုံနာအပ်လွတ်လိုက်သည်နောက်တစ်နေ့တွင်စਿੱတိအာနာပြင်ဆင်ကပုံနာလာကိုစောင့်တော်လဲပုံနာပေါ်မလာတော့ချေမိတို့လာမည်နီး လောဘကြီးသောပြမနာမင်းကိုအဆက်ရအောင်တရားမင်းကဆုံးမသွားခြင်းဖြစ်သည်လောဘကြီးသူကိုလင်ရလွယ်သည်စီးဝါတက်မီဆိုလျင်ရှုံညွန်ပွက်နေသောမိတော်ကိုပဲငကပွက်တာဟုယုံကြည်၍နွားလိုလောက်ထက်ပတ်စံများဖြစ်ထည်သည်ယာရူးတိုးမီဆိုလျင်တရိษံကိုပဲရှခိုးသည်ကြိုးတိုင်းရှိသောဖျားများတွင် ဂျိုယုတ်ဖြစ်သောတရိษံယုတ်ကိုရှခိုးသောအစာခွန့်ကြွေးသော လောက လောဘသားကောင်များကဒူးနှင်တည်းအလိန်ခံရနေသည်ဟုပင်လောဘအမှန်ကြောင့်အလိန်ခံရမှမသိသောပြင်မတတ်မည်သည်ပုံနာပေါ်မလာတော့သောအခါသူတိုက်ခိုက်ရရှိမိနိုင်ငံများကို မရနိုင်တော့ပြီတခြားမင်းများကရသွားတော့မည်သူစည်းစိမ်တော့ရုတ်ရော့ပါပြီဟုတ် ကြီးစွာတောကရောက်၍နှလုံးသွေးပြက်ကသွေးဝန်းသွားခြင်းယောဂဖြစ်သည်စိတ်ပညာရှင်များကစိတ်တတ်ကြခြင်းဝမ်းနေခြင်းများသည်အတိတ်နှင့်ဆက်ဆက်နေ၍စိုးရိမ်တောကများသည်အနာဂတ်နှင့်ဆက်ဆက်နေသည်ဟုဆိုသည်စိုးရိမ်တောကဖြစ်ပြီဆိုရင်စိတ်အညာရောက်ရုပ်အညာများဖြစ်လာပြီးယောဂရလာသည်ပြမရမီယောဂသည် စိတ်ကြောင့်ဖြစ်သောယောဂဖြစ်၍နိုင်ငံရှိ သမားတော်များကယောဝတ္ထုစင်းများကိုတိုက်ကျွေးတော်လဲတတ်တာခြင်းမရှိခြင်းထိုကားမှတရားမင်းကစေသမားဟန်ဆောင်၍လိုက်သမားတော်တို့မည်သည်ဖြစ်လာသောယောဂကိုကုရန်ယောဂဖြစ်ကြောင်းဇင်းမိကိုရှာဖွေရသည်ဖြစ်သည်မင်းကြီး သင်ယောဂမိတိကိုအစွဲပြုပြီးစတဲ့ဖြစ်တယ်။ပုံနာငါဤယောဂသည်သုတကိုအမိပြု၍ဖြစ်မင်းကြီးဘယ်ရာကိုကြား၍ဖြစ်တည်းပုံနာလူလင်တယောက်ကနိုင်ငံသုံးခုကို တိုက်ခိုက်ပြီးမိဟု ပြောသည်ကိုကြားရပြီးနောက်ထိုလူလင်ပေါ်မလာတော့သည်ဖြင့်ရရှိမိစီးစီဆုံးရှုံးရသည်ဖြစ်သောကြောင့် ဝဋ္ထုကာမကိလေသာကာမတို့နှိပ်စက်၍သွေးဝန်းသွားရပါသည်စိတ်ကြောင့်ဖြစ်သောရုပ်ရောဂါကိုစိတ်ဖြစ်ပြီးစိတ်ဖြစ်ပြီးကုမပျောက်ကင်းမည်စိတ်ဖြင့်ကုရာတွင်လဲသူတော်ဘာကြီးစိတ်ဖြင့်ကုသရမရနိုင်မိမိစိတ်ကြောင့်ဖြစ်သောရောဂါကိုမိမိစိတ်ဖြင့်ကုသရမည်ဖြစ်သည်နှလုံးသွင်းဖောက်မှုကြောင့်အလိုလောဘဖြစ် ထိုအလိုလိုဘကြောင့်မတရားသိမ့်ပိုက်လူခြင်း၌မိမိလိုလားတောင်းတသလိုမရရှိသောအခါပြင်းစွာပူဆွေးသောအခါဖြစ်ရပြီးရုပ်ကိုယ်ပင်ထိခိုက်သွား၏ယောဂဖြစ်ခြင်းဤဇင်းမြစ်သည်နှလုံးသွင်းမှားခြင်းကြောင့်ဖြစ်သည်ယောဂပျောက်စေရန်နှလုံးသွင်းမှန်ရန်ပြန်လေ့ကျင့်ရမည်ဖြစ်သည်မင်းမြတ်သင်သည် ိုသုံးပြီတော်ကိုအကယ်၍ရညာအံ့တိုင်းပြီလေးခု၌မင်းဖြစ်တော်ဒီပိုင်နဲ့လေးတည်းသောအဝိတ္တကိုဝတ်အံ့လောလေးခုသောအိယာ၌ဖြိုင်းအိတ်၌အံ့လောလေးခုသောရွှေခွန်းနဲ့ဖြိုင်းစား၌အံ့လောတဏှာဤအလိုလိုက်ခြင်းသည်မသိတဏှာသည်ပျက်စီးခြင်းအကြောင်းဖြစ်၏ တဏှာဤတရားပုဂ္ဂိုလ်ကို အပေရုံး၌ပြချတတ်၏လူချင်းလောဘကပြီးသောဒုက္ခကိုလက်ငင်းခံလာနေရသောပြမနက်မင်းသည်အပေနှင့်ပါချင်းချောက်ခံလိုက်ရသောအခါကြောက်လန့်၏တံဝေကရသည်မတရားလူချင်းလောဘပျောက်သွား၏နှလုံးသွင်းမှန်လျက်မိမိပိုင်ဆိုင်မှုဖြင့်နှစ်သိမ့်သောအခါ သွေးဝိုင်းရောကလည်းပျောက်လေတော့သည်ဩပုံမြင်စေပုံမြင်ဖြင့်စခဲ့သောစာပုံမြင်ဖြစ်ပင်အဆုံးပတ်ချင်ပါသည်တယုတ်ပုံမြင်လေးတစ်ခုရှိသည်ရွာတရွာတယ်ပညာရှိ အဖိုးတို့ထံတွင် မြင်းကောင်းမြင်းလာများစွာရှိ တရက်တွင် အဖိုးအီမြင်းများအနှမအချောဆုံးမြင်းတကောင်ဖွက်ပြီးသည် ရွာသားများက အဖိုးထံလာပြီးအဖိုးကန့်ဆိုးလိခြင်းအချောဆုံးမြေမှာပျောက်သွားတယ်လို့နှမျောကိုခေါင်းလိုက်တာအဖိုးရဲ့ဟုစုတ်တတတ်တတ်နဲ့အဖိုးအိုကတယောက်တစ်ပတ်ဝိုင်းပြောကြသည်အဖိုးအိုသည်တီတီငင်ငင်ဖြစ်နေခမည်းတော်ကကန့်ဆိုးတယ်နှမျောတယ်ပြောနေတယ်ကျုပ်စိတ်သေးတော့မြင်းထွက်ပြေးသွားတယ်ဒါပဲလက်ခံလိုက်တယ် ကြံနာတွေမတွေးမိပါဘူး။နှစ်ရက်သုံးရက်ကြာတော့ကဖွက်ပြီးသွားတော့အဖိုးကြီးမြင်သည်။နောက်ထပ်မင်းချောတကောင်နဲ့တူပြန်ရောက်လာသည်။ဖိုးခါရွာသားများကဟာအဖိုးကံကောင်းလိုက်တာ။နောက်ထပ်မင်းချောတကောင်ထပ်ရတယ်။ဝါတာပဲဟုပြောရပြန်သည်။အဖိုးကတော့ကျုပ်စိတ်ထဲမှာတော့မင်းချောနှကောင်ရောက်လာတယ်။ ဒါကိုပဲလက်ခံလိုက်တယ်။အဖိုးတော်ကသားတယောက်ရှိသည်။ထိုသားသည်မြင်းအစ်ကို လေ့ကျင့်ပြီးမြင်းပေါ်မှာကြာရခြေထောက်ကျိုးသွားသည်။ကန်ဆိုးလိုက်တာ။သားတယောက်ထွက်ရှိတာခြေထောက်ကျိုးရပြန်တယ်လို့ရွာသားများကပြောကြသည်။မကြာမီစစ်ဖြစ်လိုက်လူငယ်များကိုပေါ်တာဆွဲသည်။အဖိုးအိုကြီးသားမှာခြေထောက်ကျိုးနေ ပေါ်တာအဆွဲမခံရရွာသားများကအဖိုးအိုကြီးသာကံကောင်းလိုက်တာဟုဆိုကြပြန်သည်ဤဘုံမြင်တွင်အဖိုးအိုသည်မိမိဖန်ပြီးမယူသော အဖြစ်ပြက်များတွင်ပဂတိအရှိတဲ့ပုံရင်းမခံစားဖြစ်ရများပေါ်အကောင်းဆုံးဝေဖန်မှတ်ချက်ပေးခြင်းဖြင့်မိမိစိတ်ကိုဖိအားမပေးပုံမြင်ဆရာကကံကောင်းခြင်း ကန်ဆိုးခြင်းဆိုသည်ကို ပြောလိုရင် ဖြစ်တော်လဲကျွန်ုပ်အနေနဲ့ကမိမိရောက်ရှိနေသော အခြေအနေကိုအသက်အတင်လုံးသွင်းလက်ခံ၍တည်ငြိမ်နေစေရန်လမ်းပြနေသည်ဟုခံစားမိသည်မြင်းပြောက်သွားသည်တောကဖြစ်မည်မြင်းတကောင်ထက်ရသည်လောဘတက်မည်ဆိုလျင်မြင်းတကောင်ပြောက်သွားခြင်းနှင့်မြင်းတကောင်ထက်ရခြင်းဖြစ်စဉ်မှာ ြောင်းလဲမသွားပဲကျွန်ုပ်တို့ဤစိတ်ပြောင်းကျွန်ုပ်တို့ဤစိတ်ပြောင်းလဲလှုပ်ခတ်နေခြင်းသာအဖတ်တင်လိမ့်မည်ဤပုံမြင်ရှိအဖိုးကိုတန်တုတ်ထီတရားလက်ကင်ထားသည်ဟုမြင်သည်အရှိတရားကိုအဖိုးအတွေးအမြင်မဖြည့်ဆွတ်ပဲအရှိတရားတိုင်းလက်ခံ၍ရောင်ရဲနေသည် ဟုယူဆပါသည်ကျောက်စစ်သမားလေးသည် ဂတိအရှိတရားကိုလက်ခံ၍သူဤအလုတ်သည်လောကအတွက်လိုအပ်သောကွက်လတ်တစ်ခုကိုဖြစ်ပေးနေသည်အကျိုးပြုလုပ်ငန်းဟုသိမြင်လျက်လုပ်ငန်း၌ပျော်ရွှင်နေသောလူသာဖြစ်မည်သူတို့ဘာဥစ္စာကိုမတရားတက်မဲ့လင်ကသွေးဝမ်းသွား၏တည်စီနိုင်ကြောင်းနောက်လူတွေကိုပြမတမင်းကသင်ငန်းစာပေးခဲ့လေပြီ ဖြစ်သည်အရှင်ပညာတိရိရမ္မာကျော်